ားခင်ကစွန့်ပြစ်သွားလို့လေးဖြတ်နေတဲ့အမေကိုပလုံကောက်ပြီးရှာဖွေကျွေးမွေးနေတဲ့တားလေးမလေးချစ်ကိုပရိသတ်များအလုံးမမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်လောကမှာလူကြီးသူမတချို့ရဲ့စကားအရာစုံရည်သာရှိပြီးစံရည်မရှိဘူးလို့ဆိုကြပါတယ်။ဆိုလိုတာကမိဘတွေကသားသမီးတွေကိုပြုစုဆောင်ရှောက်ပေးမယ်။တားသမီးတွေကပြန်လဲပြုစုတာမျိုးကရှားတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့လည်းမိဘကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ကျေးဇူးဆက်တဲ့စံရည်လိုတားသမီးတွေလည်းများစွာရှိနေရဖြစ်ပါတယ်။ အခုအခါမှာလည်းအရွယ်နဲ့မမြအောင်ပလုံကောင်းရင်နဲ့လေးဖြတ်ထားတဲ့မိခင်ကြီးကိုလှုပ်ကျွေးနေရကတော့ကရင်ပြည်နယ်ဖအံမြို့တနေရာအုပ်ဖို့ကွင်းရွာမှာနေထိုင်နေတားလေးချစ်ကို ဖြစ်ပါတယ်။တားလေးချစ်ကိုရဲ့မိဘတွေကတော့ဒေါ်ခင်မချိုဖြစ်ပါတယ်။အစောပိုင်းမှာတော့ဒေါ်ခင်မချိုဟာခင်ပွန်းတဲ့နဲ့တားလေးကိုလှုပ်ကျွေးနေရဖြစ်ပါတယ်။ဒါပေမဲ့မိုးရွာသည်တစ်ခုမှရေကြီးနေချိန်အောက်ကရေတက်လာချိန်မိုးမလုံတဲ့တဲရင်လေးမှာအိတ်နေရင်နဲ့ငကိုကလေးကသွေးတိုးစီးကြနှလုံးယောဂါစတဲ့ယောဂအခန်းတွေကြောင့်လေးဖြတ်သွားခဲ့တာ ာဖြစ်ပါတယ်။ဒီလိုလေးဖြတ်သွားတဲ့အချိန်မှာတော့မခင်မချိုရဲ့ခင်ပွန်းတဲ့ပါစင်ပြေးသွားတာပါ။ဒါကြောင့်လည်းလေးဖြတ်နေရမိခင်ကြီးနဲ့အရွယ်မရောက်သေးတဲ့သားလေးချစ်ကိုပဲကြံခဲ့တာဖြစ်ပါတယ်။ဒီလိုချိန်မှာသားလေးချစ်ကိုဟာအသက်၁၀နှစ်ဝန်းကျင်လောက်သာရှိသေးပေမဲ့လေးဖြတ်နေရမိခင်ကြီးကိုပြုစုနေပါတယ်။မောင်ချစ်ကိုဟာမိခင်ကြီးရဲ့စေဘုံနဲ့စားတောက်ရေးအတွက်ပလုံကောင်းရင်းရှာဖွေကျွေးမွေးနေရဖြစ်ပါတယ်။ မောင်ချစ်ကိုလေးကိုတနာကြတဲ့လူတွေကပလုံကောက်နေရကိုမကြည့်ရလို့ကြက်ချံမှာအလုပ်သွင်းပေးကြပါတယ်။ဒါပေမဲ့လည်းသားလေးချစ်ကိုဟာမိခင်ကြီးရဲ့အဝေးမှာမနေနိုင်တာကြောင့်အမဲလာကြည့်ရင်းနဲ့မိခင်ကြီးအနားမှာနေနေရပါ မောင်ကြီးကိုကပလုံကောက်လို့တရက်ကိုရတဲ့ငွေလေး၄000 8000လေးကိုမိခင်ကြီးအတွက်ဆေးဝယ်ပေးပါတယ်။ဒါအပြင်တခါတလေမိခင်ကြီးအတွက်မောင်ကြီးကိုကကြက်ကင်လေးတွေကိုလည်းဝယ်လာတတ်တယ်လို့သိရပါတယ်။မောင်ကြီးကိုရဲ့ဖခင်ကမိခင်ကြီးလေးဖြတ်ပြီး9ရက်လောက်ကြာမှအိမ်ပေါ်ကနေဆင်းပြေးသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့တားငယ်လေးချစ်ကိုရဲ့မိခင်ကြီးကလေးဖြတ်နေရ9နှစ်လောက်ရှိပါပြီ။ဒေါခင်မချိုဟာလေးဖြတ်နေရကြောင်းလှုပ်ရှားလို့မရနိုင်ပါဘူး။ ဒါကြောင့်တားငယ်လေးချစ်ကိုကအခုထက်၅နှစ်အရွယ်ငယ်ကလေးကနေမိခင်ကြီးအိမ်သာတက်တာအညီကြီးစွန့်တော့တန်ရှင်လှုပ်ပေးတာကစားတယောက်ထဲအားနဲ့မိခင်ကြီးကိုလှုပ်ကြွေးပြုစုနေရဖြစ်ပါတယ်။ဒါကြောင့်လည်းတားငယ်လေးချစ်ကိုကိုလူတွေကတော့တနာကိယနာတက်ကြပါတယ်။တချို့ကလည်းလေးဖြတ်နေအမေကိုအရွယ်နဲ့မလိုက်အောင်လှုပ်ကြွေးနေရင်တားငယ်လေးကိုချစ်ကိုကိုခေတ္တသူဝနာတာမအဖြစ်တင်စားကြတာဖြစ်ပါတယ်။သူဝနာတာမဟာလည်းမျက်မှမြင်မိဘနှစ်ပါးကိုဘယ်ကိုမှစွန့်ခွာမသွားပဲလှုပ်ကြွေးပြုစုနေတယ်လို့တားငယ်လေးချစ်ကိုကလည်းလေးဖြတ်နေ ဲ့မိခင်ကိုစွန့်ခွာမသွားဘဲနဲ့ပြုစုနေရဖြစ်ပါတယ်။တောင်ရဲ့လေးချစ်ကသူ့အနေနဲ့မိခင်ကြီးဟာလေးဖြတ်နေပေမဲ့အသက်ရှိရှိနဲ့သူ့အနားမှာအချိန်ကြာကြီးနေစေချင်တယ်လို့ဆိုပါတယ်။အထူးသဖြင့်တော့အမေကိုတိတ်ချစ်လို့မခွဲနိုင်တာကြောင့်ဘယ်ကုန်းမှလည်းအလုပ်ထွက်မလုပ်ပဲပလုံကောင်းရင်းနဲ့အရှာဖွေကျွေးမွေးနေရဖြစ်ပါတယ်။ဒီနေ့မှတော့တားလေးချစ်ကသူ့ဒါပတ်ဆက်အနေငယ်ရှိမယ်ဆိုရင်မိခင်ကြီးကိုအိမ်ထဲခြံထဲတင်းတောင်းတင်းနဲ့ထားချင်တယ်လို့ပြောလာခဲ့ရပါ။ဒါကြောင့်လည်းပရိသတ်တွေကတော့တားလေးချစ်ကိုချီးကျူးနေကြတာဖြစ်ပါတယ်။အထူးသဖြင့်လေးဖြတ်နေတဲ့မိ ိခင်ကိုအရွယ်နဲ့မလိုက်အောင်တိတက်လိမ္မာလွန်းလို့ချီကျူးကြတာလည်းဖြစ်ပါတယ်။လူတွေအနေနဲ့လည်းမလိုအပ်တဲ့နေရာတွေမှာလူတန်းတာထက်ဒီလိုချိုးတဲ့ပြီးတော့အကူအညီလိုအပ်နေတဲ့မိသားစုတွေကိုပို့လူပေးဖို့လိုအပ်တယ်လို့ဆိုကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလေးဖြတ်နေတဲ့မိခင်ကြီးကိုပြုစုနေတဲ့အသားငယ်လေးချစ်ကိုပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။